ို့ဆိုရင်အခုဆိုလို့ရှိရင်လည်းလေနေတိုးပေါက်စာလို့ပြောရတယ်။ကိုနေတိုးနဲ့ကိုနေတိုးကတော့တကယ်ဟိုပါပေါ့နော်။တကယ်အမှုပညာရှင်ကြီးတဘာရင်ဟွာရင်အမှုပညာရှင်ဒါပေမဲ့အဲ့လိုတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကိုတူလေးနဲ့ကိုနေတိုးပေါက်စာလို့ပြောခံရတဲ့ပုံမှာဆိုလည်းကြည်နုပီတိဖြစ်ပါရဲ့။လူပဲဖြစ်ဖြစ်ပေါ့တမီးရဲ့ဟိုကိုတူကိုသားလေကိုတူကိုသားကိုအဲ့လိုချစ်ကြတယ်သူညာချစ်ကြတယ်ကြိုက်ကြသဘောကြကြတယ်မြင်လို့ရှိရင်လေပီတိဖြစ်တာပေါ့။ အော်ဒီပြိုင်ပွဲအကြောင်းလေးอ่ะဒီ Cloud 7 Entertainment အာသူဒီပြိုင်ပွဲလေးအကြောင်းอ่ะသူကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့လေတရုတ်ဆောင်ရွေးတာမဟုတ်ဘူးမင်းသားမင်းသမီးဆိုတော့ဒီပြိုင်ပွဲလို့အတိုင်းအမှန်အတိုင်းပြောရရင်တကယ် talent ရှိတဲ့သူတော်တော်များများကိုလာပြီးတော့ပြိုင်စီခြင်းတယ်ဘာဖြစ်လို့ဆိုတော့ဒီ CEO ကိုဇွဲကကိုဇွဲက ဘာဖြစ်လဲဆိုရင်ဒီခက်လေးအမှုပညာကိုချစ်မြတ်နိုးတဲ့သူအမှုပညာရှင်တွေချစ်မြတ်နိုးတဲ့သူတကယ်ကိုသူ support ကောင်းကောင်းလို့သူဒီခလေးတွေအတွက်လေအာဘလို့ဘလို့တွေ support လုပ်ပေးမလဲဆိုတော့နံပါတ်1ဘာသာရေးနံပါတ်2သူကဒီဟိုအတွက်တယုတ်ဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်လိုအပ်တော့ဟိုအဆိုပိုင်း เนาะအဲဆရာခိုင်မြဲတာပြီးလို့ရှိရင်မြမာကအင်္ဂလိပ်အကမြမာတဲ့အာနောက်တစ်ခါကျ CEO အတန်အဲ့တခြင်းနေအကုန်လုံးကိုလည်းသူလေ့ကျင့်ပေးမယ်နောက်ပြီးတဲ့အခါကျလို့ရှိရင်ဒီကလေးတွေအတွက်သူရဲ့ရီမန်းချက်ဟိုသူအောင်မြင်တာမအောင်မြင်တာကနောက်မှာဒါပေမဲ့ဒီကလေးတွေအောင်မြင်သူအောင်မြင်တာပဲပေါ့เนาะအဲ့ဒါအတွက်တော်တော်လေးကိုသူလှုပ်ထားပါတယ်လှုပ်ထားတဲ့အခါကျတော့ဒီပြိုင်ပွဲလေးကို တာကြီးကအနာဂတ်ရဲ့ကျယ်ပွင့်လေးတွေအတွက်ကျယ်အနာဂတ်ရဲ့ကျယ်ပွင့်လောင်းလေးတွေအတွက်အရေးချင်းရှိရဲ့ကလေးတွေကိုအဲ့တော့အဲ့လိုမျိုးဟာဖြစ်လိုက်မယ်ဆိုလို့ရှိရင်လို့ရှိရင်အဆပ်ပုတ်လုပ်ပေးလိုက်မယ်ဆိုရင်တောက်မဲ့မိခဲတရေရဲဆိုတော့တအားကိုအောင်မြင်တဲ့အောင်မြင်တဲ့အမှုပညာရှင်တွေထွက်ပေါ်လာမှာမင်းသားတွေမင်းသမီးတွေကာယိုးကတော့ဘယ်လိုခေါ်မလဲဟောစား camera test die ပေါ့နော် pre ပေါ့အဲ့ဒီမှာဒါကြီးတို့စီမှာကအဲ item လေးတွေလုတ်ခိုင်းတယ်အဲလုတ်ခိုင်းပြီးတော့ဒီຢာကသူတို့ရဲ့ဟိုဓာတ်ပုံထဲမှာဆိုလို့ရှိရင်ဓာတ်ပုံထဲဆိုရုပ်ကလေးတွေချောနေမယ်အရင်မောင်းနေတကယ် reality ကျတော့အပြင်မှာတိုက်ရတွေ့ရမှာပေါ့တချို့ကြတော့ရုပ်ကလေးတွေချောမယ်ရုပ်ကလေးတွေချောမယ်ဒါပေမဲ့ item ဘိုင်းတို့အတန်ဘိုင်းတို့မရတာရတချို့ကပြုတ်ပြင်လို့ရတဲ့ကလေးဆိုပြုတ်ပြင်လို့ရပါတော့เนาะအဲချို့ကြအဲ့လာမျိုးလေးတွေတိုက်ရတော့ test လုပ်ပေးရတာကောင်းသိညံ့ပြီးလို့ရှိရင်ဘေးမှာ remax လေးလည်းရှိရပါဘောအထိတ်ထိတ်တွေ့ကြအဲ့ဒါတကယ်တော့အဲ့ဒီဟိုတာကြီးတို့ဘက်ချမ်းကစုံဟိုဘက်ချမ်းဟိုဘက်သူစာပွင့်တို့ဟိုဘက်ချမ်းကကြတော့မတတိယအမှန်ဟိုဘက်မှာကြာမှာဖြစ်ချင်တော့တာကြီးဘက်မှာလာလာသူကတခါမှသူကအရန်ရှက်တက်တဲ့သူလေအတော်အတော်ရေအမေရိကဘယ်တော့မှ shooting လိုက်မလာနဲ့အခုသူကလေ ဟိုပြင်ပါတယ်ရောက်ရက်တွေခိုက်တယ်ရောက်ရက်အပား120ခတ်တယ်ကိုလေးလေဒီဒီဘက်ပလာသူဒီဘက်ပလာပါစေနဲ့ဘလားဆိုတော့ဒီဘက်လာဟိုသူလုံးရခတ်နေပါဆိုလို့ပါအဲ့ဒီဟောအနေနဲ့သူခတ်နေတယ်ထင်တယ်သူဘလို့ခေါ်မဲဆိုတော့လေအတော်ဘက်မလှဲ့ဘူးအဲ့အဲ့ဒါကိုကလည်းသူ့တော့မကြည့်တယ်လို့ကြည့်တယ်လို့ပေါ့ကိုကတော့ကိုတူလေးဆိုတော့ရှက်တာတော့မရှက်ဘူးပေါ့နော်ဒါပေမဲ့ကိုတော်ကအမလီကိုတူရဲ့တရုပ်ဆောင်ချက်ကြမှာမျောသွားတယ်ရဲ့အေး तू ကအဲ့လိုမျိုးပဲ तू တို့ဘလို့အိုက်ရရတော့ ပါလေသူ့အဖေရာတဲ့ရွာထဲမှာရွာထဲမှာဟိုလေရေတွေကြီးလို့လားပါလားမသိသူ့အမေရာတဲ့အရင်စီထဲမှာပါသွားတယ်လို့ပြောတယ်တဲ့အဖေရဲ့လောက်ပါအောင်မေးပါပဲတဲ့အဲ့ဒါလေဟဲ့တော့တာလို့ပဲဒရမာချိုးလိုက်ဒရမာချိုးတော့ငါငါကြတော့မပါဘူးအတော်ကြမပါဘူးအဲ့လိုအဖြစ်လိုက်တည်းပြင်းမဆိုအမှန်တိုင်းပြောရင်တာကြီးကသူ့ရဲ့ဒီလိုဟိုသူ့တဲလက် လုတ်ထားတဲ့ဟာတွေကိုတခါမှအပြင်မှာလည်းမတွေ့ဘူးမတွေ့ဘူးဆိုတော့သူကိုရှင်းမှာတခါမှမလုတ်ဘူးသူ့ရှူတင်းဆိုလဲကိုအသွားလို့ရှင်တိုင်းသွားတိုင်းသွားအဲ့လိုပဲမောင်းထုတ်တယ်ဟိုကော်မရှယ်အဲ့လိုမျိုးကကြော်ညာတွေပါရိုက်တယ်ရိုက်တဲ့အခါမှာလို့ရှင်ရှင်သူကလေအဲဘယ်လိုဖြစ်လဲဆိုတော့လေအဲ့ဒီအပေါ်မှာရိုက်နေရင် तू က တာကြီးကသွားပါဖဲ့တယ်ညာဖဲ့တယ်အမောကိုကကိုကကိုနဲ့သွားစားသူ့တခါမှမတွေ့ဘူးသူ့ရဲ့ဟိုလိုမျိုးလေးပေါ့ block လေးတွေပါလေးတွေရိုက်တာတော့အဲ့ဒါလေးတွေတော့ဒီလိုမျိုး TV ထဲမှာတော့တွေ့ဘူးတာပေါ့အပြင်မှာတော့တခါမှမတွေ့ဘူးနောက်ဒီလိုမျိုး drama လည်းကိုမတွေ့ဘူးဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့ အာဘာပဲပြောပြောလေသူ့ဆိုရင်အခုဆိုလို့ရှိရင်လေနေတိုးပေါက်စာလို့ပြောရတယ်ကိုနေတိုးနဲ့ကိုတီတိုးကတော့တကယ်ဟိုပါပေါ့နော်တကယ်အမှုပညာရှင်ကြီးတဘာရင်ဟွာရင်အမှုပညာရှင်ဒါပေမဲ့အဲ့လိုတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကိုတူလေးနဲ့ကိုနေတိုးပေါက်စာလို့ပြောခံရတဲ့ပုံမှာဆိုလေជីနုပီတိဖြစ်ပါတယ်လူပဲဖြစ်ဖြစ်ပေါ့တမီးရဲ့ဟိုကိုတူကိုသားလေကိုတူကိုသားကိုအဲ့လိုချစ်ကြတယ်သူများချစ်ကြတယ်ကြိုက်ကြသဘောကြကြတယ်မြင်လို့ရှိရင်လေ ပီတီဖြစ်တာပေါ့အဲ့သဘောပါပဲတာကြီးတူလေးကိုအခုလိုမျိုးလေးအာများပေါ့နော်ဘာဖြစ်သူ face လေးရာချစ်ကြရဲအဲကိုနေတိုးနဲ့တူတယ်လို့ပြောရဲဒီမျိုးတရုတ်ဆောင်လေးတွေလည်းအဲ့လိုမျိုးပေါ့လေအဲတရုတ်ဆောင်လေးတွေလောက်တတ်တယ်ဆိုတော့ဂျင်းနဲ့ဂျင်းနူးပီတီဖြစ်ရပါတယ်လို့ကိုကတော့ဘာလို့ခေါ်မလဲကိုကတော့ဒီလိုမျိုးလေးအပြင်မှာလည်းကိုနေတိုးနဲ့တွေ့နေတယ်ဆိုတော့ကိုတူကိုတူတယ်လို့သိမ့်မထင်ဘူးအိမ်မှာထင်တာကသူ့ဘွား ဟိုမှာကိုနေတို့နဲ့ဘသူတူလဲဆိုပြီးတော့အဲ့လိုတွေလေအဲ့လိုမျိုးတွေကလစ်ထားအစ်ပြလမ်းလာဘာဖြစ်လို့လဲအရေးတကြီးနဲ့ကွာနေတို့နဲ့တူဆုံးอ่ะเนาะငါပြီအာမမေဟာလဲအဲ့လိုမျိုးပေါ့သဘောကျပါတယ်ကိုနေတို့နဲ့တူလဲပြောတာအဲ့ထဲကအယောက်20ရွေးမှာမင်းသားမင်းသမီးအယောက်20ဟုတ်ဟုတ်တယ်အကောင့်လုပ်ပေးမှာအကောင့် support လုပ်ပေးမှာနောက်ပြီးတော့ဟိုဘယ်လိုခေါ်လဲဆိုတော့သူတို့ကိုအဲ့လိုမျိုးကလေးတွေကို လက်ကလည်းပေးထားမယ်အဲ့လိုမျိုးလေးပေါ့အဲနောက်ပြီးတော့ဒီမှာဟိုစားဒီကသူတို့စီမှာထုတ်မှာအခုဆိုလို့ရှိရင်တစ်နှစ်ကိုအာသုံးခါပေါ့အာရုပ်ရှင်ကားကြီးရယ်မီနီစီးရီးစ်ရယ်စီးရီးစ်ရယ်အဲ့ဒါမျိုးတွေထုတ်ရိုက်တဲ့အထဲမှာလည်းခလေးတွေကိုကတ်စတင်ခေါ်ပြီးတော့အဲအဲ့လိုမျိုးဟိုပြီးတော့တရုတ်ဆောင်ခိုင်းမှာဘယ်နှစ်နှစ်ဆောက်ကြလို့တော့အဲ့ဒါတော့အတိအကျမသိရသေးပါဘူးဟုတ် ကျွန်မလည်းကျေးဇူးတင်ပါတယ်ဘာပဲပြောပြောဒီလိုမျိုးအနာဂတ်ရဲ့ star လေးတွေဖြစ်လာမယ်เนาะ star လေးတွေကိုတကယ်မြေတောင်မြောက်ပေးမယ်အဲတကယ်မြေတောင်မြောက်မယ်ဒီ cloud 7ဟိုစာ casting call လေးမှာလာရောက်ပြီး interview ပေးကြတဲ့ media ကြီးကိုမောင်နှမရဲအကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့